အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမျိုးမှဖမ်းဆီးလာသည့်စစ်တုံးပန်း45ဦးကို MNDAA စစ်ကောင်စီထံပြန်လည်လွှဲပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာရှိုးမျိုးအား MNDAA အဖွဲ့သိမ်းပိုက်ဆင်က ဖမ်းဆီးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်39ဦးနှင့်ရဲတပ်ဖွဲ့ဝင်6ဦးကို MNDAA အဖွဲ့ကရမနီအော်တိုဘာလ14ရက်၌စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းစစ်ရေးသတင်းရမျက်ခြံမှသိရပါသည်။ရှင်းစစ်ကောင်စီတုံ့ပန်းများတွင် အရာရှိဗိုလ်မှူးအဆင့်3ဦးနှင့်အခြားအဆင့်တွင်အရာခံအချက်ကြီး7ဦး၊တာကဒုတာက8ဦး၊တတက9ဦး၊တတတိ6ဦးစုစုပေါင်း38ဦးဖြစ်ကြောင်းသိရပါသည်။အခြားတုံ့ပန်းများမှာရဲအဖွဲ့ဝင်6ဦးနှင့်စစ်မှုထမ်းဟောင်း2ဦးတို့ဖြစ်ကြောင်းသိရပါသည်။ စစ်တုံးပန်းများမှာအရာရှိအဆင့်ပုံမှုကြော်စီရာခလာရ289စကခ74ပုံမှုမြင့်စော်ဦးထပါရ829မြင့်ဆောင်မပါခံပုံမှုအောင်မြင့်သူစတာရတခွင်စကခတင်အရာကံတက်ချက်ကြီးအဆင့်တွေအရာကံဖို့အောင်မြင့်ထပါရ626ခမာယာဒုတိယအရာကံဖို့ကြော်ကြော်တစတာလေးမြင့်ဆောင် ခမခတစတာလေးမြင့်ဆောင်ရမခဒုတိယအရာကံဖို့ကြော်ဤ စခတ်တ၁၁တက်ကြကြီးစရေအောင်မြင်ခိုင်သာစာယကိုမြင့်ဆောင်တရားတက်ကြကြီးစရေဝင်းထုတ်ဦးဝါတယတင်မြင့်ဆောင်ရှာမခံတက်ကြကြီးမင်းစော်ထွန်းထပါယ969မြင့်ဆောင်ရှာမခံတက်ကြကြီးကျော်ကျော်ခမာယ331မြင့်ဆောင်စခတ်တဆက်ရှင် တက်ကြကြီးအောင်မင်းခမာယ323မြင့်ဆောင်တမဟဆက်ချောင်းတက်ကြကြီးတင်ဦးခလာယ49မြင့်ဆောင်စကခဆက်လီတက်ကြကြီးကြာနေအောင် ခလာရ33နဲ့တက်ကြက်ကြီးဆန်လင်းခမာရ908တို့ဖြစ်ပါတယ်။တက်ကြက်နဲ့ဒုတက်ကြက်အဆင့်တွေခမာရ908တက်ကြက်တင်မောင်အေခမာရ905စကခတ်တင်တက်ကြက်ကျော်ဝင်းထွန်းခမာရ439တမဟ69တက်ကြက်ဘူယူစာတရခွဲ74စကခဆလီတက်ကြက်ထွန်းအေတာခရ3ဒုတိယတက်ကြက်ပိုင်စိုးဦးခမာရ323 ရှာမခာဒုတိယတက်ချက်ဆိုရင်စခတစတင်ဒုတိယတက်ချက်တန်ဝင်းအောင် စာအာရ932ဒုတိယတက်ချက်အောင်ဟန်အာစာရ9တို့ဖြစ်ပါတယ်တတအဆင့်တွင်တတမြင့်ကြီးစာနာခ242တတခေါင်ထောင်ခလာရ68တတကျော်ဦးဝါတရတင့်မြင့်ဆောင်ခမယတတတတ်စော်ဦးခမယ19စကခတေတတစော်နိုင်ဝင်းတထပနှင့် တတာအမ်ပခရဆူခမာယ331စကခဆက်ရှင်တတာကျော်တန်ခလာယ23တတာညညလဲမောင်စခတ71တတာတင်စီယာထွန်ခလာယ3တို့ဖြစ်ပါတယ်တင်းနန်းတက်စဲတတာတင်များတွင်တတာတိအကျော်စင်လက်စခတ71မြင်းဆောင်ရှာမခံတတာတိမျိုးဝင်ထွန်စခတ71မြင်းဆောင်ရှာမခံတတာတိခြံတန်းဝေရံဖြူစခတ71မြင်းဆောင်ရှာမခံတတာတိကောင်းထက်တွင် စက္ခတစတိမြေဆောင်ယမခတတတိချစ်ဖူစက္ခတစတိမြေဆောင်ယမခတတတိတက်ဝေအောင်စက္ခတစတိမြေဆောင်ယမခတို့ဖြစ်ပါတယ်ရဲဖွဲ့ဝင်၃ဘက်များမှရဲတက်ချက်ကြီးလွန်ထန်အမတ်နှင့်လာရှိုးရဲတက်ချက်ကြီးတက်နိုင်လေးချောင်းရဲလာရှိုးရဲတက်ချက်ကြီးကျော်စုဒူရှပါယလာရှိုးရဲတက်ချက်ကြီးရွှေထန်တိတ်နီရဲရဲတက်ချက်ကြီးစောစောချိုးတိတ်နီရဲရှေ့တက်ချက်ဝင်အောင်ရင်ထိန်လာရှုလို့ဖြစ်ပြီး စစ်သားဟောင်းများနေပြန်ဘူးတက်ချက်ကြီးဟဲထောင်ခလာရ41စစ်မှုထမ်းဟောင်းနှင့်ဘိုးကြီးစော်လွင်ခလာရ68စစ်မှုထမ်းဟောင်းတို့ဖြစ်ကြောင်းသိရပါသည်၎င်းတို့သည်လာရှိုးမြို့ကို MNDAA အဖွဲ့တိုက်ခိုက်စဉ်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးဖမ်းဆီးခံရသည့်မှာတနစ်ကျော်အကြာတွင်ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည် MNDAA အဖွဲ့ကလာရှိုးမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ3ရက်ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့ April 22ရက်တွင် DOEPR ကြောင့်စစ်ကောင်စီတို့ပြန်လည်ပြီးအပ်လိုက်ရသည်ယခုအချိန်အထိ MNDAA ကဖမ်းဆီးရမိထားသည့်စစ်တုံးပတ်များများပြားစွာကြန့်ရှိနေတဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်ဆလပီဟာခါမျိုးမရဲစခန်းကိုစီးနင်းပြီးနောက်အကျဉ်းသားတွေကို CNF ကဲထုံ အကျဉ်းသားတွေလွတ်မြောက်ပြီးအထိနာတဲ့စစ်အုပ်စုကဟာခါမျိုးပေါ်ကိုလက်နက်ကြီးတွေဇက်တိုက်ပစ်ခတ်နေတဲ့ဆိုတဲ့တဲ့ကိုထင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ချင်းပြည်နယ်မြို့တော်ဟာခါမျိုးရဲစခန်းကိုအောက်တိုဘာ16ရက်ဒီနေ့မနက်၃နာရီမှာချင်းမျိုးသားတပ်ဦး CNA CNF ဦးဆောင်တဲ့ချင်းတော်လှန်ရေးတပ်တွေကစီးနင်းပြီးအကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းအမျိုးသားတပ်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူဆက်လိုင်းထက်နေကပြောပါတယ်။ ခေထုံနိုင်တဲ့အကျဉ်းသား15ဦးထဲမှာရှင်းအမျိုးသားတက်ဦး CNA CNF ရဲ့တပ်ဖွဲ့ဝင်တွေဟာခါ CDF တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေပါဝင်ပြီးသူတို့ကိုလုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့စလိုင်းထက်နီကပြောပါတယ်။အဓိကတော့အကျဉ်းသားကယ်ဖို့ဖြစ်တာပေါ့။အဲ့ဒီမှာအကျဉ်းသားဒေသန္တရတပ်ဖွဲ့ဝင်တွေပြည်သူတွေနဲ့အလုံးစုစုပေါင်း15ဦးခန့်ကယ်တင်နိုင်ခဲ့တယ်။အကျဉ်းသား15ယောက်နဲ့အတူအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်။ ဟာခါမျိုးမရဲစခန်းကိုစီးနီးရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစေုပ်စုတပ်သား၅ဦးသေဆုံးခဲ့တယ်လို့ဒဏ်ရာရသူအများအပြားရှိခဲ့ပြီးတော်လိုင်းရေးအင်အားစုတွေကအထီးကိမ်းရှိစုခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိချိန်မှာတော့စေုပ်စုတပ်တွေဟာဟာခါမျိုးပေါ်ကနေ60မမတွေနဲ့တော်လိုင်းရေးအင်အားစုတွေခိုးအောင်မဲ့တင်တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့စလိုင်းထက်နေကပြောပါတယ်။ ချင်းပြည်နယ်ဟာခါမျိုးအကျဉ်စခန်းကိုတော့ချင်းတော်လည်ရေးအင်အားစုတွေကပြီးခဲ့တဲ့နှစ်2024ခုနှစ်ဇူလိုင်20ရက်နေ့အတွင်းမှာစီးနှင်းတိုက်ခိုက်ခဲ့ပြီးတော့အကျဉ်သားနဲ့အချုပ်သား62ဦးကိုကယ်ထုတ်ထားပါသေးတယ်။ချင်းပြည်နယ်အတွင်းမှာတော့စစ်အုပ်စုစိုးမိုးထိန်းချုပ်ထားဆဲဖြစ်တဲ့ဟာခါ၊ထန်တလန်၊တီတိန်၊ခိုင်ကန်၊မြို့လေးမြို့သားကြန့်ရှိပြီးတော့ကြံမျိုးနယ်တွေကိုတော့တော်လန်ရေးအင်အားစုတွေကထိန်းချုပ်ထားပါတယ်။မြန်မာတိုင်းငံလုံးအတိုင်းအတာဖြင့်ရွှေကောက်ပွဲကိုရန်ုံဖြင့်ကျင်းပနိုင်တော့မည်မဟုတ်ကြောင်းအကြံဖတ်မြန်လိုင်းကဝန်ခံပြောဆိုလိုက်ပါတယ်။ ယနေ့နေပြည်တော်တွင်ပြုလုပ်သည့်ဆယ်နှစ်ပြည့် NCA နှစ်ပတ်လည်ခမ်းနားတွင်အကြံဖတ်မြန်လိုင်းကထိုးထိုးပြောဆိုခြင်းဖြစ်ပါသည်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှစတင်၍ရွေးကောက်ပွဲကိုအပိုင်း၌ကျင်းပမည်ဖြစ်ပြီးဘူရာတွင်ရွေးကောက်ပွဲကိုရှားနှုံးမြင့်ကျင်းပနိုင်တော့မည်မဟုတ်ကြောင်းပထမအဆင့်အနေဖြင့်မြို့နယ်ပေါင်း100နှစ်ခုနှင့်တွင်ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီးဒုတိယအဆင့်တွင်မြို့နယ်ပေါင်း100ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယအဆင့်တွင်ကြန့်ရှိနေသောမျိုးနွယ်များတွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါသည် ရန်နုံပြေတော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်။ရန်နုံပြေကတော့ရွေးကောက်ပွဲသုံးရက်စလုံးမှလည်းရန်နုံပြေမလုံနိုင်ခဲ့ပါဘူး။အကြောင်းအမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်းနောက်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြာပြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှ အလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာလည်းပြောလိုပါတယ်ဟုနေအောင်လိုင်ကပြောဆိုပါတယ်။လက်ရှိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောင်း9000ကျော်ကစည်ရင်ပြည်သွင်းထားပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်6ပါတီကရှင်ပြိုင်ပြီးဖြစ်ကာရှင်းပါတီများတွင်ကျန်းဖို့ပါတီကကိုယ်စားလှယ်အရေးအတွက်1000ကျော်ဖြင့်အများဆုံးရှင်ပြိုင်ပြီးဖြစ်ပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံတွင်စစ်တပ်ကကျူးလွန်နေသည့်လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ဖြတ်ကွက်နေခြင်းကြောင့်ကြောင်မတ်ဖွဲ့ရနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံအိလက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမက်ကြီးဦးချုံမိုးထွန်းကပြောဆိုလိုက်ပါတယ်။ရမန်နီအမေရိကန်ပြည်အောင်စုနယူးယောက်မြို့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရကော်မတီစက်တမကော်မတီ၏အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်81လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ယာစဝိမှုများခေါင်းစဉ်ဖြင့်အထွေထွေဆွေးနွေးမှုအတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမက်ကြီးဦးချုံမိုးထွန်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအပအဝင်ကမ္ဘာနေရာအနှံ့တွင်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလျက်ရှိလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို IPP ဆိုင်ရာအတိုင်ဝန်ကပြတ်သားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းဤချောင်းမက်ဖွဲရနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံဤလက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်း 2025ခုနှစ်စက်တင်ဘာလအတွင်းလူခွင့်ရေးကောင်စီတို့တင်သွင်းခဲ့သည့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရည်အီအစီရင်ခံစာ၌အကြံဖတ်စေအုပ်စုကကျွလွန်နေသည့်ယာစွဲမှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများဖြင့်ဖော်ပြထားကြောင်းတမတ်ကြီးကပြောဆိုပါသည်အကြံဖတ်စေအုပ်စုသည်၎င်းတို့ဤရက်ဆက်ကြံကြုတ်သည့်ယာစွဲမှုများကိုတာဝန်ခံမှုမှရှောင်လွဲရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်ဖြင့်အတူရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုကိုအထူးရောက်ဖန်တီးရန်ကြိုးပမ်းမှုများသည့်ရက်ဆက်ကြမ်းကြုတ်သည့်ယာစပ်ဝင့်မှုကျူးလွန်သူများကိုအပြစ်ပေးအရေးယူခံရမှုမှာကာကွယ်ပေးနိုင်မည်လည်းမဟုတ်သလိုအကာအကွယ်လည်းမပေးသင့်သည်ကိုသတိပြုရန်လိုအပ်ကြောင်းတာမန်ကြီးကထောက်ပြပါသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာစပွေးမှုများအတွက်တာဝန်ရှိသူများကိုအပြည်ပြည်ဆိုင်ရာယာစပွေးတရားရုံးနှင့်အခြားသောတပ်ဆိုင်ရာတရားစီရင်ရေးရန်ရာများ၏တင့်လျော်သည့်တရားစီရင်ရေးလုပ်ငန်းစဉ်များမှတစဉ်အပါဝင်အပြစ်ပေးအရေးယူရမည်ဖြစ်ပြီးအကြံဖတ်စေအုပ်စုကစီစဉ်နေသောအတုရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပေးချရန်နှင့်ဆီအာနာရှင်စနစ်ကိုအဆုံးသတ်ရင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေရေးတို့အတွက် မြန်မာပြည်သူများ၏ကြိုးပမ်းမှုတွင်ခိုင်ခိုင်မာမာအထူးတကွနီလန်းအားလုံးကိုအသုံးပြု၍ရည်တည်ပေးကြရန်အပီပီဆိုင်ရာအတိုင်ဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းမဲကြီးကတောင်းဆိုလိုက်ပါတယ်။စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်သည်ခွဲခြားမှုမရှိ၄ကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကကျောင်းစေကန်နှင့်ဘာသာရေးအဆောက်အအုံတထောင်ကျော်အပါအဝင်ပုဂ္ဂလိကအဆောက်အအုံပေါင်းတသိန်းကျော် ကျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်းလက်ရှိအချိန်တည်းမှတ်တမ်းတင်အတည်ပြုထားနိုင်သောအစုလိုက်အပြုံလိုက်တက်ဖြတ်မှု452ကြိမ်ကျူးလွန်ခဲ့ပြီးကလီငယ်ရခနန်းအပါဝင်အရက်သား4863ဦးသေဆုံးခဲ့ရပါကြောင်းအကြံဖတ်စစ်တပ်သည်တရားမဝင်အတင်းကျက်စစ်သားစုဆောင်မှုပေါင်း 1638ရောက်ကိုလည်းကျူးလွန်ခဲ့ပြီးအရွယ်မရောက်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းအကျပ်စစ်သားစုဆောင်ခဲ့ပါကြောင်း။2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ဤနေတူးနေပြည့်နေ့တွင်ပင်အကြံဖက်စစ်တပ်သည်သကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်တွင်လူစုလူဝေးအတွင်သို့လူမဆန်စွာလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးကလီငယ်များအပါအဝင်အရက်သား20ခန့်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာထဏ်ရာရရှိခဲ့ပါကြောင်းတမ္မတ်ကြီးကပြောဆိုပါသည်။ အကြံဖက်စစ်တပ်ကလူသားမျိုးတွေပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်စစ်ရာဇဝတ်မှုများကျူးလွန်နေရာတွင်ချင်းကချင်းကရင်ဤကရာကရင်ရခိုင်ရှမ်းစကိုင်းနှင့်မကွေးတိုင်းဒေသကြီးများရှိအယက်သားများအပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့သည့်လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများတိတိတတ်တာများပြလာခြင်းစနစ်တကျနှင်းပန်းနှိပ်စက်မှုများလိပိုင်းဆိုင်ရာအကြံဖတ်မှုများကလေးသူငယ်များအပါအဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေကြောင်းတမ်မတ်ကြီးကရှင်းပြပါသည် ဆက်လက်ပြီးမိထီလာနှင့်ရေတာရှည်မှုနယ်တို့တွင်စစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်လူငယ်